ော့ကျွန်တော်တို့ပါတီရဲ့ရွေးချယ်သဘောထားကတော့ကျွန်တော်တို့ကပါစီကကျွန်တော်ဖွဲ့စည်းပုံခြေကဥပဒေကိုလေးစားလိုက်တာပြီးမြို့သားနိုင်ငံရေးအနေနဲ့ကျွန်တော်စစ်မှန်တဲ့ဒါဒီလိုစီတန်းချောင်းရှောက်တန်းဖို့ပြည့်ရချက်ရှိပါတယ်အဲတော့ကျွန်တော်တို့လူနေမှုဘဝမြင့်တည်အစည်းအဝေးကျမရေးပညာရေးအဲကျွန်တော်တို့အလုပ်သမားရေးလေသမားရေးအားလုံးအရေးကိစ္စတွေကိုလည်းကျွန်တော်တို့ပါတီကနေပြီးတော့မှ အထက်ထက်ဘုံကိုဆောင်ရွက်သွားမယ်ဘွားရလည်းရှိပါတယ်။အဲနောက်တစ်ခုကကျွန်တော်တို့လိုင်းသားမှာပါတီရုံးချုပ်ဖြစ်အခြေချတဲ့အကြောင်းအရာလိုင်းသားမှာကျွန်တော်တို့တူးကျော်နေထိုင်တဲ့လူများစုရှိပါတယ်။အဲလူနေမှုဘဝမြင့်တင်နိုင်အောင်ကျွန်တော်တို့ပါတီကအဲ့ဒီတူးကျော်နေတဲ့လူတွေရဲ့လူနေမှုဘဝကိုမြင့်တင်နိုင်ဖို့အတွက်ကြိုးစားနေပါတယ်။ လိုင်းသားရွေးကောက်ပွဲကိုလည်းကျွန်တော်လက်ရှိမှာကျွန်တော်ပါတီကအခုမှကြာတာနည်းနည်းနောက်ကျတဲ့အတွက်ကြောင့်ကျွန်တော်တို့ရတဲ့အချိန်ကာလတစ်ခုအတိုင်းတာရောအင်အားရှိတဲ့နေရာတွေမှာကျွန်တော်တို့ရှင်ပြန်မှုစီစဉ်ရှိတယ်။ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်လိုင်းသားမြို့နယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းဒေသတင်းနဲ့အဲ့ဒါသုံးနေရာတော့ရှင်ပြန်မှုရွေးချက်ထားပါတယ်။ဒါလည်းကျွန်တော်တို့လူမျိုးဘဝနှင့်တင်ဖို့ကိစ္စ အဓိကအလိုက်လာမှာလိုအပ်နေတာလေကျွန်တော်အားကြီးတွေ့ပါတယ်အဲတူကျော်တွေမှာကျွန်တော်တို့ကလေးတွေပညာရေးအခုဆိုရင်အပ်နေတဲ့အချိန်မှာပညာရေးတွေကလေးတွေမှာကျောင်းအပ်လို့မရတဲ့အခက်အခဲလေးတွေတွေ့နေရတာကျွန်တော်တို့သိပါတယ်အဲတော့အဲ့ဒါလေးလည်းကျွန်တော်တို့လိုက်လံပြီးဆုံဆက်ပြီးတော့ကျောင်းအပ်လို့ရအောင်လည်းကျွန်တော်တို့ဆောင်ရွက်ပေးနေပါတယ်